ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နီးရှိအွန်လိုင်းလိမ်လည်မှုတွေကြားဖြန့်ပြုလုပ်နေတဲ့ KK Pack Center ကထွက်ပြေးလာကြသူတွေကအယောက်900နဲ့အထက်ဟာတောင်ရင်မြစ်ကိုဖြတ်ကျော်ပြီးထိုင်းနိုင်ငံမဲဆောက်မြို့တွေကို ရောက်ရှိလာတယ်လို့ထိုင်းသတင်းမီဒီယာတွေကသိရှိရပါတယ်။အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ KK Pack ကိုမြန်မာစစ်ကော်မရှင်တပ်ကဝင်ရောက်စီးနှင်းမယ်ဆိုတဲ့သတင်းတွေကြောင့်ကြားဖြန့်စင်တာတွေမှာအလုံးလုံးကိုင်သူတွေဟာ အော်တိုဘား22ရက်နေ့နဲ့ဒီနေ့အော်တိုဘား23ရက်နေ့တွေမှာမြောက်ရီနဲ့မဲဆောက်ဘက်ကိုဒေသအနှံပြထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ထိုင်းနိုင်ငံတွင်းကိုထွက်ပြေးလာကြသူတွေကိုထိုင်းအာဏာပိုင်တွေကလိုက်လံဖမ်းဆီးနေပြီး၎င်းတို့စီစဉ်ထားတဲ့ယာယီတဲခိုနေရာတွေမှာထိန်းသိမ်းထားတယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာထိုင်းယာနာပိုင်တွေကမဲဆောက်မြို့အနှံ့ရှိတဲခိုကန်ဟိုတယ်တွေကိုဝင်ရောက်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါဗျ။ တဲခိုကမ်းမှညကလူပြည့်တယ်လို့အဆောင်စီကသိရတယ်။အခုနေ့လယ်ဝင်စစ်ဖို့ပလိကားတစီရောက်လာတယ်လို့မဲဆောင်ရှိတဲခိုကမ်းတခုနေနေထိုင်သူက ARD Times ကိုပြောပါရယ်။မြောက်ရီမျိုးပတ်မှာလဲခေခေပတ်ကြားဖြန့်စင်တာက ထောင်ထဲချီကထွက်ပြေးလာသူတွေကြောင့်တဲခိုကမ်းဟိုတယ်တွေမှာခန်းတွေပြည့်နေပြီးစစ်တပ်ဘက်ကလည်းဆောင်းဆိုင်ဖမ်းဆီးမှုတွေလည်းရှိနေတယ်လို့သိရပါရယ်။ KK ဘက်ကထွက်ပြေးလာကြသူအများစုမှာတရုတ်လူမျိုးတွေနဲ့နိုင်ငံသားတွေဖြစ်ကြပြီ ထောင်နဲ့ချီတဲ့လူတွေကြောင့်နှစ်နိုင်ငံနယ်စပ်အခြေအနေရှုပ်ထွေးမှုတွေလည်းဖြစ်ပွားနေတာပါ။ဒါအပြင် American ခြေဆိုင် SpaceX ကုမ္ပဏီကလည်းမြန်မာနိုင်ငံရှိငွေလိမ်လည်တဲ့ရာသွေးခိုင်းတွေက Starlink စက်ပေါင်း2500ကျော်ကိုပိတ်ပင်ခဲ့ကြောင်းအော်တိုဘားလ20ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။